ကုသိုလ်ကောင်းမှုမှန်လို့ရှိရင်အပြစ်ကင်းခြင်းကောင်းကျိုးချမ်းသာပေးခြင်းလို့ဆိုရဲဒီသဘာဝလက္ခဏာကုသိုလ်တိုင်းမှာရှိတယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အပြစ်ကင်းနေပြစ်ကင်းနေဆိုတာဒီဘဝမှာလည်းပဲဝိပိတဏမှာအပြစ်ဖြစ်တယ်အပြစ်ဖြစ်တယ်ဆိုတာဒုက္ခကိုဖြစ်စေတတ်တဲ့အရာအပြစ်ဖြစ်တယ်လို့ပြောတာ လောကလူတွေပြောကြတယ်ဒီလောကအပြစ်မကင်းဘူးအပြစ်မကင်းဘူးနဲ့အဲ့တော့တရားဥပရိယအပြစ်မကင်းတဲ့အလုပ်သဘာဝတရားအလျောက်အပြစ်မကင်းတဲ့အလုပ်လို့အပြစ်မကင်းဘူးဆိုတာနှမျိုးရှိတယ်ပေါ့နော်သဘာဝတရားနေနဲ့အပြစ်မကင်းတဲ့အလုပ်ကတရားဥပရိကဘာမှလူလုံးထားတဲ့တရားဥပရိနဲ့အပြစ်ကင်းနေတော့လေသဘာဝအနေနဲ့အပြစ်မကင်းတဲ့အလုပ်ဆိုတာ အကုသိုလ်အလုပ်တွေမှန်သမျှတဘာဝအနေနဲ့အပြစ်မကင်းဘူးလို့။ဘာဖြစ်လို့အပြစ်မကင်းတာတုံးလို့ဆိုလို့ရှိရင်သူ့ရဲ့တဘာဝကိုကမိမိတဏ္ဍမှာအဲ့ဒီစိတ်ဓာတ်မျိုး အနေထားမျိုး ဖြစ်ပေါ်လာလို့ရှိရင်ဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုဖြစ်ပေါ်စေနိုင်လို့အပြစ်မကင်းဘူးလို့ဒီလိုပြောတာ။တရားဥပဒေနဲ့အပြစ်မကင်းဘူးဆိုတာကတော့ဥပဒေသတ်မှတ်ထားတာကို ကျွလွန်ဖောက်ဖျက်လို့တရားဥပဒေနဲ့အပြစ်မကဲမှုလို့ပြောဒီနှစ်ခုစလုံးဟာအပြစ်ဖြစ်လာပြီဆိုလို့ရှိရင်ထိုအပြစ်ရဲ့အကျိုးဆက်ကိုခံကြရတတ်တယ်ပေါ့အဲ့တော့သဘာဝတရားတွေမှာစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့စိတ်နေသဘောထားတွေဟာအပြစ်ကင်းတဲ့စိတ်နေသဘောထားရှိတယ်လို့အပြစ်မကင်းတဲ့စိတ်နေသဘောထားတွေရှိတယ် အဲ့ဒီအပြစ်မကင်းတဲ့စိတ်နေသဘောထားတွေကိုအကုသိုလ်လို့ပြောတာအဲ့ဒီအကုသိုလ်တွေဟာအဓိကအပြင်ပါရည်လဲလို့ဆိုလို့ရှင် လောဘရဲ့ဒေါသရဲ့မောဟလောဘဆိုတဲ့အကုသိုလ်ကတော့လိုချင်တယ်မရခင်ကလိုချင်တယ်ရပြီလို့ရှိရင် တွေ့တာတဲ့သိမ့်ပိုက်တယ်ဆိုတာဒါလောဘရဲ့သဘောလောကလူတွေဟာလူချင်းမှုတော့ရှိကြတာပဲရပြင်းနဲ့သိမ့်ပိုက်မှုရှိတာအဲ့တော့လောဘဆိုတာသဘာဝအပြည့်တော့လူချင်းတာဟာအပြည့်ရှိသလားသိမ့်ပိုက်တာဟာအပြည့်ရှိသလားလို့လူစဉ်းစားเสียရလို့တမာအပြည့်တော့ကိုယ်မှာလောဘပုရုဇဉ်နေလောဘဖြစ်တာတမာအပြည့်ကြီးပဲဆိုရင် ပြစ်မရှိဘူးလို့ပြောရမှာသို့တော့အပြစ်ရှိတယ်ဆိုတာဘယ်လိုဟာလဲလို့လောဘရှိပြီးတော့တွတံမှုနဲ့တိမ့်ပိုက်ထားတဲ့အရာတစ်ခုပေါ်မှာတစုံတစ်ခုဖြစ်သွားလို့ရှင်အဲ့ဒီပစ္စည်းပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တာဝန်ရှိတဲ့အရာတစ်ခုဖြစ်သွားလို့ကိုမဖြစ်စေချင်တာဖြစ်သွားလို့ရှင်စိတ်ချမ်းသာမှုရသလားစိတ်ဆင်းရဲမှုရသလားဆိုတာစဉ်းစားခြင်း အဲ့တော့ကိုတွေ့တာတဲ့ပစ္စည်းတစ်ခုကိုသိမ့်ပိုက်ထားတဲ့ပစ္စည်းတစ်ခုပါပျက်စီးဆုံးရှုံးသွားတယ်လောဘရှင်ရှိသလားအတိုင်းတာတိုင်းဘာလာတော့ဆိုတော့တောကဆိုတာလာတာပဲအဲ့ဒီတောကဆိုတဲ့အကျိုးဟာကောင်းတဲ့အကျိုးလားဆိုတော့မကောင်းတဲ့အကျိုးပါဒါလူတိုင်းလူတိုင်းဟာတောကရှိနေကြတာဘာဖြစ်လို့တောကရှိလဲလို့ဆိုရင်လောဘရှိလို့တောကရှိတာပေါ့ဆိုပါစို့ကိုမတွေ့တာတဲ့ပစ္စည်းကိုနဲ့မပတ်သက်တဲ့အရာတွေ ။ဘာပဲဖြစ်ဖြစ်ဘယ်သူမှစိတ်မပူဘူး။ကိုတွေ့တာပြီးကိုနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်လူတွေစိတ်ပူနေကြတာကုန်လို့။မိသားစုထဲမှာနေရင်လည်းမိသားစုအတွက် စိတ်ပူတယ်။ကိုအတွက်စိတ်ပူတယ်မိသားစုအတွက်စိတ်ပူတယ်ကိုပိုင်တဲ့ပစ္စည်းတွေအတွက်စိတ်ပူတယ်။အဲ့ဒီစိတ်ပူမှုဆိုတဲ့အကျိုးဟာကောင်းတဲ့အကျိုးလားဆိုတော့မကောင်းတဲ့အကျိုးပဲတာ။ဘာဖြစ်လို့မကောင်းတဲ့အကျိုးလို့ဆိုတော့ရင်ထဲမှာနှလုံးသားကိုပူလောင်စေတတ်လို့ မကောင်းတဲ့အကျိုးလို့ပြောတာ။နောက်တမလွန်ဘုရားငရဲကြတာမကြတာအတာထား။လောဘရှိပြီဆိုရင်လောဘကိုအကြောင်းပြုပြီးတော့တောကဖြစ်ရတာဒါမကောင်းတဲ့အကျိုးလို့ဒီလိုပြောတာနော်။မကောင်းမှုအကုသိုလ်ဆိုတာအဲ့လိုလောဘရှိပြည့်နဲ့တောကမဖြစ်ဘူးဆိုတာရှိကုန်မရှိဘူး။လောဘရှိရင်တောကရှိတာပဲ။အဲ့ဒီတောကဆိုတဲ့အကျိုးတရားမကောင်းတဲ့ခံစားမှုကိုဖြစ်ပေါ်လာစေတယ်လို့ လောဘကို အကုသိုလ်လို့ဒီလိုသတ်မှတ်တယ်။အဲ့ဒီလောဘဆိုတာမိမိတဏ္ဍမှာမဖြစ်အောင်နောက်ဆုံးလုံးနိုင်တာကတော့အရတ္တမေရတ္တဖို့ဆိုတဲ့ဒီမဲ့ဖို့ရမှသာလဲမတရားဖြစ်ပေါ်မှသာလဲလောဘဆိုတာအကုန်လုံးအကျဉ်းချမရှိဖယ်ရှားနိုင်တယ်။အဲအခုချိန်မှာတော့အတိုင်းတာလေးတစ်ခုအရနှိပ်ကွက်ထားနိုင်တယ်ချိုးနှိမ်ထားနိုင်တယ် အခုလို့ဒါနကောင်းမှုလုပ်တယ်ဆိုတာအစိတ်ပိုင်းလေးတစ်ခုရလောဘကိုချိုးနှိမ်လိုက်တာပဲကိုစင်ကိုဆိုင်နဲ့ကိုပိုင်နဲ့ပစ္စည်းတွေကနေခွဲဝေပြီးတော့သာသနာတော်ကိုပူဇော်လိုက်တယ်တန်ဃာတွေကိုလှူဒန်းလိုက်တယ်ဆိုတဲ့အဲ့ဒီပစ္စည်းပေါ်မှာဆွန့်လွတ်နိုင်တယ်ဆိုတဲ့ပုံမှာဒီပစ္စည်းကိုအကြောင်းပြုပြီးတော့နောက်ထပ်သောကဖြစ်အောင်မလားဆိုဖြစ်တော့လှူပြီးသားပေါ်မှာသောကဖြစ်တော့ကိုကဆွန့်လွတ်လိုက်ပြီးလှူဒန်းလိုက်ပြီး အဲ့လိုစွန့်လွတ်လှူဒန်းလိုက်တဲ့ဒီစွန့်လွတ်လှူဒန်းနိုင်တဲ့သဘောတရားလေးဟာစွန့်လွတ်လှူဒန်းမှုကို ဖြစ်ပေါ်စေတတ်စိတ်แท้မှာအလောဘလို့ဆိုရဲတဏ္ဍာမှုကိုတွန်းဖယ်ပြစ်နိုင်တဲ့သဘာဝတရားလေးကြောင့်မို့လို့လှူဒန်းမှုဆိုတာဖြစ်ပေါ်တယ်တထင်းကအားဖြင့်ဒီအလောဘဆိုရဲကုသတရားကလောဘကိုဖယ်ရှားပြစ်လိုက်တယ်ဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီးမိမိမှာတောကဆိုတာမလာတော့ဘူး။တစိတ်တေတာအပြင်တောကကိုကိုယ်ရှင်းလင်းနိုင်ပြီဆိုတော့အဲ့ဒါကြောင့်မလို့ဒီကလောဘဆိုတာကအပြစ်ရှိတဲ့တရားအလောဘဆိုတာအပြစ်ကင်းတဲ့တရားလို့ယောဂနဲ့ဆေးဝါးလို့ပဲယောဂရှိနေခန္ဓာကိုယ်ထဲမှာနှိပ်စက်လိုက်တယ် စေဝါတောက်လို့ယောဂပြောက်သွားရင်ခန္ဓာကိုယ်ထဲမှာနှိမ့်ဆက်တာမရှိတော့အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုက စေဝါနဲ့အလားတရာတူတယ်အကုသိုလ်ကယောဂနဲ့တူတယ်အေးစေဝါတောက်လို့ယောဂပြောက်သွားတယ်ဆိုလို့ရှိရင်သူကချမ်းသာဒုက္ခရတော့ထို့တူပဲကုသိုလ်ကောင်းမှုပြုလိုက်တာဒီကနေ့လှူလိုက်တန်းလိုက်တဲ့ကုသိုလ်ကောင်းမှုပါအလောဘကိုအခြေခံတဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်မိမိတဏ္ဍာမှာ လောဘတွေကိုဒစိတ်တွေဒေတာအပြင်ဖယ်ရှားပစ်လိုက်ခြင်းပဲဖြစ်တယ်။အပြစ်ရှိတယ်ဆိုတဲ့လောဘဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အကျိုးကိုဒီဘဝမှာလည်းထုတ်လုပ်တယ်နောက်ဘဝမှာလည်းထုတ်လုပ်တယ်ဆိုတဲ့ဒီအကုသိုလ်တရားကိုဖယ်ရှားပစ်လိုက်နိုင်တယ်ဆိုတဲ့အကျိုးဟာနည်းတဲ့ကောင်းကျိုးချမ်းသာမဟုတ်ဘူး။ဟောဒီလောဘဆိုတဲ့တရားကိုဝိပဿနာမှာ မချိုးနိုင်နိုင်ဘူးဆိုလို့ရှိရင်အ ਨੇ ဆုံးတော့ကကြီးတဲ့ပိုးလွန်ကဲလာတဲ့လောဘဖြစ်လာလို့ရှိရင်နောက်ဆုံးမှာကုပ္ပစီတွေမကဘူးသူများပစ္စည်းပါတွေ့တာလာတဲ့လောဘမျိုးတို့လောဘတွေကြီးလာပြီဆိုလို့ရှိရင်အမတ္တမအန္တရာယ်များတဲ့အမှုတွေကိုဖြစ်ပေါ်လာစေတတ်တယ်ပေါ့ဒါကြောင့်မလို့ဒီလောဘဆိုတဲ့အကုသိုလ်တရားကိုဖယ်ရှားနိုင်ဖို့အခုဟာ ဒါနကောင်းမှုလုပ်တယ်ဆိုတာဖယ်ရှားနိုင်မှုကြိုးစားအထုတ်ခြင်းပဲဖြစ်တယ်။ဒီတဘာဝနှစ်ခုဟာလောဘနဲ့အလောဘဆိုတဲ့ဒီတာဝနခုာအတူရှင်တွဲပီးောမဖြစ်ဘူအလင်နဲ့အမောင်လိုပဲ။အလင်းရောက်ရင်အမောင်ပြော်တယ်မောင်ရှိနေရင်လင်းမလာဘူး။အဲ့ဒီတဘာဝတရားနှစ်ခုလိုပဲလောဘဆိုတဲ့သဘောတရားကိုတဘာဝတရားကို အလောဘဆိုတဲ့တဘာဝတရားနဲ့ဖယ်ရှားပြစ်လိုက်တာ။ဒါကြောင့် ို့ဒီကနေ့ဒါနကောင်းမှု လုပ်တယ်ဆိုတာအလောဘဆိုတဲ့ကုသိုလ်တရားအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်တရားဒုသန္တမှာဖြစ်ပွားစေရပြီလောဘဆိုတဲ့ကုသိုလ်တရားကိုလည်းတို့ဖယ်ရှားနိုင်လိုက်ပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်ရအခုလို့ရလိုက်တဲ့ကုသိုလ်ကောင်းမှုဟာခိုင်မာတဲ့အနေအထားတစ်ခုရတယ် လောကီပစ္စည်းတစ်ခုကိုရတာမခိုင်ပါဘူးမခိုင်ပါဘူးဆိုတာဒီပစ္စည်းကိုယ်တိုင်းကိုယ်ကလည်းပဲအနိစ္စသဘောတရားမို့ယူရင်းပစ္စည်းသွားနိုင်တယ်သို့မဟုတ်ပစ္စည်းတစ်ခုဟာအမြဲတမ်းအဖြတ်မီးနဲ့လည်းသက်ဆိုင်နေတယ်အဖြတ်ရည်နဲ့လည်းသက်ဆိုင်နေတယ်မင်းဆိုးရာစာတွေနဲ့လည်းသက်ဆိုင်နေတခိုးတပြားတွေနဲ့လည်းသက်ဆိုင်နေနောက်ဆုံးမှအမွေခံသားသမီးတွေနဲ့လည်းသက်ဆိုင် ယန္တမျိုး၅ပါးလို့ပြောတာပေါ့ပစ္စည်းရဲ့ယန္တမျိုး၅ပါးပစ္စည်းကဒီ၅မျိုးနဲ့တမျိုးမျိုးနဲ့ကုန်ခန်းပျက်စီးသွားတတ်တယ်လို့နောက်ဆုံးကြတော့ကိုကတော့လဲပစ္စည်းကိုစွန့်ထားခဲ့ရတယ်သို့မဟုတ်ပစ္စည်းကတော့လဲကိုယ်ကိုစွန့်သွားတယ်ဆိုလေအဲဒီလောကီပစ္စည်းဆိုတာဘယ်သူမှထာဝရပိုင်တယ်လို့မရှိဘူးတလက်ကနေတလက်ပြောင်းနေတာပိုင်ဆိုင်မှုဆိုတာတရင်ကတခဏ အချိန်ပိုင်းကလေးတော့ကိုပိုင်တယ်လို့ပြောကြတာအစင်တော်ကကိုပိုင်တယ်လို့ဒီလိုပြောလို့မရတဲ့ပစ္စည်းနောက်ဆုံးအချိန်ကျတော့အလုံးသိတဲ့အတိုင်းပဲဘာတွေပဲပိုင်ပိုင်ပိုင်သွားတဲ့ပစ္စည်းတွေကိုနောက်ဘဝကိုယူသွားနိုင်တဲ့လူတယောက်မှမရှိဘူးထားခဲ့ရတာဟောဒီတန်လျင်မြို့မှာဘိုးဘွားမိဘအဆက်ဆက်ကနေရာဇဝင်ဖတ်ကြည့်မယ်ဆိုရင်တန်လျင်မြို့မှာ နေထိုင်ခဲ့တဲ့လူတွေအခုထားပြစ်ခဲ့တာပဲလေအကုန်လုံးအဲ့လိုပစ္စည်းဆိုတာတနေ့တစ်ချိန်ကျတော့ကိုထားသွားရယူသွားလို့ရတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဒီပစ္စည်းတွေကအလုံးထားပြီးသွားကြရမယ်ပစ္စည်းတွေယူမှုကိုအသက်ထင်ရှားရှိနေတဲ့ချိန်မှာပိုင်ဆိုင်သလိုရှိတော်လည်းပဲသာဝရပိုင်တာမျိုးမဟုတ်ဘူးအဲ့တော့သာဝရပိုင်တဲ့ပိုင်မဟုတ်တဲ့ပစ္စည်းတစ်ခုကို ထာဝရပိုင်အောင်လုပ်လို့ရတဲ့နည်းကတော့ခုနကဒီကုသိုလ်ပစ္စည်းကိုအကြောင်းပြုပြီးတော့ရလာတဲ့ကုသိုလ်ကတော့ဒါထာဝရပိုင်သွားအခုအာလောဘဆိုတဲ့လောဘကိုဖယ်ရှားပြစ်လိုက်လို့အာလောဘဆိုတဲ့ကုသိုလ်တရားမိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်ပွားစေပြီးဖြစ်ပွားလိုက်တဲ့အာလောဘဆိုတဲ့ကုသိုလ်တရားဟာသဘာဝလေးအောင်ဖြစ်ပြီးပြတ်သွားတယ်လို့ဆိုပေမဲ့လို့ သူ့ရဲ့စွမ်းရည်တတ္တိတွေအရှိန်အဝါတွေကကြောက်ပြဲပြက်ပြဲပြီးတော့မသွားဘူးသူ့ရဲ့စိတ်အစဉ်ဆိုတာပြက်သွားတာမဟုတ်ဘူးစိတ်အစဉ်ဟာစိတ်တခုဖြစ်ပြီးအဲ့ဒီစိတ်ချုပ်သွားရင် နောက်စိတ်တခုထပ်ပေါ်တယ်အဲ့ဒီစိတ်ကဖြစ်ပြီးပြက်သွားရင် နောက်စိတ်တခုပေါ်တယ်စဉ်ဆက်မပြတ်စိတ်အစဉ်ဟာဖြစ်ပြီးပြက်နေတယ်ဖြစ်ပြက်အစဉ်ကြီးပဲအဲ့ဒီအစဉ်ကြီးကဘယ်ထိအောင်သွားတော့ဆိုနိဗ္ဗာန်ရသည်ထိအောင်သွားနေတယ် ဲ့တော့ဒီကြားထဲမှာရိုးရာအဖြစ်ယက်တန့်သွားတယ်လို့မရှိဘူးယက်တန့်သွားတာမရှိတော့ဒီကိုလုတ်ခဲ့တဲ့ကုသကောင်းမှုဟာဒီစိတ်အစဉ်ထဲမှာရှေ့စိတ်ချုပ်သွားရင် နောက်စိတ်ထဲမှာကြာရင်နောက်စိတ်ထဲရောက်သွားနောက်စိတ်ချုပ်သွားလို့ရှိရင်ဟိုအဲ့ဒီရဲ့နောက်စိတ်ထဲမှာရောက်သွားတွန်းအားနဲ့ရယူသွားပြောက်သွားတာမဟုတ်ပြောက်သွားတာမဟုတ်ဘူးဆိုတော့လက်တွေ့အပြင်ဘယ်လိုဆင်ခြင်စဉ်းစားကြည့်ရောဆို ခွန်ကြီးတို့တွေငယ်စဉ်ကမူလတန်းကျောင်းမှာနေတယ်အလဲတန်းကျောင်းမှာနေတယ်ထက်တန်းကျောင်းမှာနေကျောင်းကထွက်တော်လဲပဲအဲ့ဒီစာတွေမေ့နေတော်လဲအသိပညာကတော့ရှိလာနော်ပညာရက်ကမေ့သွားတာမဟုတ်ဘူးသူကငယ်ငယ်ကသင်ထားပြီးတော့ကြီးလာတဲ့အခါဒီပညာတွေကိုသုံးချပြီးတော့လှုပ်လှုပ်တယ်စဉ်းစားတတ်တယ်ဆင်ခြင်တတ်တယ်ပြောက်ပြက်သွားတာမဟုတ်ဘူး ငယ်တော့အကြောင်းအရာတွေပြန်စဉ်းစားရင်ပေါ်လာတာဒါပျောက်သွားတာမဟုတ်ဘူးဆိုတာသင်ရှားလို့ပေါ့အဲ့ဒါမျိုးလို့ပဲကုသိုလ်ကောင်းမှုလှုပ်ထားလို့ရှင်ကိုယ့်ရဲ့ယဉ်တဲ့နှလုံးထဲမှာစိတ်အစဉ်ထဲမှာ ရှိနေသည့်အတွက်ကြောင့်ပျောက်ပြက်ပြီးတော့သွားတာမဟုတ်ဘူးဆွမ်းရည်တတ္တိတွေအနေနဲ့ကျိုင်းတဲ့အဲ့ဒီတတ္တိတွေကိုပဋ္ဌာန်း24ပစ္စည်းမှာမြတ်စွာဘုရားက24ပါးသောတတ္တိတွေနဲ့ဖော်ပြပြီးတော့ထားတယ် အဲ့ဒီ24မျိုးသော တတ္တိရဲ့စွမ်းအားဆိုင်ရဆိုင်ရစွမ်းအားတွေစိတ်အစဉ်ထဲမှာဒီလိုဖြစ်ပေါ်ပြီးတော့နေတယ်ဆိုပါစို့ဒီနေ့ဖြစ်ပေါ်လာတဲ့အလောဘဆိုတဲ့ကုသတရားထိုအလောဘနဲ့ရှင်တွဲလာတဲ့တွန်းအားဖြစ်တဲ့စေရနာတရားအဲ့ဒီစေရနာစွမ်းအားကို အလောဘနဲ့တွဲလာတဲ့စေရနာစွမ်းအားကိုကမ္မပစ္စယောလို့မြတ်စွာဘုရားဟောတယ်။အဲဒီကမ္မပစ္စယောဟာနာနခဏိကံကုသလာကုသလံကမ္မံဝိပကတခန္ဓာတဝိပါကနာခန္ဓာနာကတ္တသရူပနာကမ္မပစ္စေနပစ္စယောဖြစ်ပေါ်လာတဲ့ဒီအလောဘဆိုတဲ့ ရှင်တွဲလာတဲ့အလောဘနဲ့ရှင်တွဲလာတဲ့စေရဏအဲ့ဒီစေရဏတရားဟာကမ္မလို့ခေါ်တဲ့စွမ်းရည်တတ္တိတစ်ခုရထားပြီဖြစ်ပေါ်နေတဲ့အချိန်ကယခုအချိန်နောက်အကျိုးပေးတဲ့အချိန်ကတခြားအချိန်ဒါကြောင့်မလို့နာနာခဏိကလို့ပြောနာနာခဏိကဆိုဖြစ်ပေါ်တဲ့ခဏနဲ့အကျိုးပေးတဲ့ခဏမတူဘူးဘုရားဌာနမှုရှိတယ် ဒီဘဝမှာလှုပ်ထားတဲ့ကံတရားဒီဘဝမှာဖြစ်ပေါ်လာတဲ့ကံတရားဟာနောက်အကျောင်းဉာဏ်ကျွတ်တဲ့ဘဝတစ်ခုမှာဒီကံတရားကအကျိုးကိုထောက်လုပ်တယ်။ဒါမို့နာနခဏိကစေတနာမတူညီတဲ့ခဏမှာဖြစ်တဲ့စေတနာဆိုတဲ့ကံတရားတွေဟာနာနခဏိကစေတနာ နာနကတိကကုသလကုသလစေရနာဝိပါကနာခန္နနာ ကတတ္တသဥပနာကမ္မပစ္စေနာပစ္စေယောကမ္မပစ္စေကုသစေရနာပဲဖြစ်ဖြစ်အာဟုသစေရနာပဲဖြစ်ဖြစ်ဖြစ်လာတဲ့ခဏကတခုဖြစ်ပေါ်လာတဲ့အချိန်ပိုင်းလေးကတခုအကျိုးပေးတဲ့အချိန်ပိုင်းကတခုမတူညီတဲ့ခဏသူ့ရဲ့ဆံရဆံရအကျိုးကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကမ္မပစ္စေယောမှာဟောတာ ဒါကြောင့်မလို့မိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာတစ်ချိန်တစ်ခါပင် ဖြစ်စီဖြစ်သွားတဲ့ဒီအလောဘဆိုတဲ့ကုသိုလ်စေရနာလေးဟာအကျိုးတရားကို ထုတ်လုပ်ပြီးတော့လာမှာပဲ။ကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းလာတယ်။ဘုန်းကြီးတို့တရေဒီလူဘဝကိုရလာတယ်လို့ဆိုတာဟာတာမန်ကုသိုလ်နဲ့တာမန်ကံနဲ့ရတာမဟုတ်ပါဘူး။အတိတ်ဘဝတစ်ခုကအခုလိုပဲ ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်။အဲ့ဒီကုသိုလ်စိတ်တွေဖြစ်ခဲ့တယ်။အဲ့ဒီဖြစ်ခဲ့တဲ့ကုသိုလ်စေတနာတွေကနေပြီးတော့ထုတ်လုပ်လိုက်လို့လူ့ဘဝမှာရောက်လာကြ။အဲ့တော့ရောက်လာတဲ့အခါမှာလူဆိုတဲ့အနေအားဖြင့်တော့တူတယ်။ဘယ်လိုလဲကွဲပြားခြားနားမှုတွေရှိတယ်။ဘယ်လိုကွဲပြားခြားနားမှုတွေရှိတော့ဆိုလူဖြစ်လာပြီမဲ့လို့ပညာရှိတဲ့လူရှိတယ်ပညာနည်းတဲ့လူရှိတယ် ဆိုတော့အတိညာကျွယ်ဝတဲ့ပုဂ္ဂိုလ်ရှိတယ်အတိညာမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်။နောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ရှိတယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်ရှိတယ်။အဲ့တော့ချမ်းသာဆင်းရဲဆိုတဲ့နေရာမှာမွေးကလေးကချမ်းသာတဲ့မိဘအိမ်ဖြစ်တာဆင်းရဲတဲ့မိဘအိမ်ဖြစ်တာ။နောက်အသက်ရှိတဲ့ပုဂ္ဂိုလ်ရှိတယ်အသက်တူတဲ့ပုဂ္ဂိုလ်ရှိတယ်။ရုပ်ဆင်းလပ်ပါတဲ့ပုဂ္ဂိုလ်ရှိတယ်ရုပ်ဆင်းရုပ်ဆိုးကြည်တန်တဲ့ပုဂ္ဂိုလ်ရှိတယ်။ ။ဟောအဲ့လိုအနေထားတွေကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုတာဘာကြောင့်ရှိရတာလဲလို့မေးလို့ရှင်ကိုလုခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့မတူညီတဲ့အကျိုးစီမတူညီတာလေးပေါ့အဲ့ဒီမတူညီမှုတွေကလူတွေရဲ့အခြေအနေတစ်ခုကိုလည်းမတူညီအောင်ဖန်တီးပြီးတော့ပြီးတယ်။ဒါမတူညီတဲ့အကြောင်းတရားကမတူညီတဲ့အကျိုးတရားကိုပေးတယ်ဆိုတာအမြဲတမ်းသဘာဝကျ။သို့မဟုတ်လို့ရှင် တူတူပဲလို့သတ်မှတ်လိုက်လို့ရှိရင်ဘာလို့လို့ဒါပဲဖြစ်တယ်ပုံသေးကားချက်ကြီးဆိုလို့ရှိရင်ဒါတတိငါချက်ဓမ္မငါချက်လို့ကံတရားဟာလည်းပဲဒီဆိုင်ရဆိုင်ရအကျိုးမထုတ်လုံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်။ဒါကြောင့်မလို့ကိုယ်ပေါ်မှာမူတည်တယ်ကိုယ်တဏ္ဍမှာဖြစ်တဲ့စေရဏစွာအခြေအနေကိုလိုက်ပြီးတော့လူတွေမှာမတူညီတဲ့အနေအထားတွေကိုရရှိတယ်လို့ ဒီလိုဆိုလိုတာဒါကြောင့်မို့လို့လူ့ဘဝရရှိလာတဲ့အခါဘုန်းကြီးတို့တွေကံကောင်းအောင်လုပ်ဖို့လို့လူတွေအားအလုံးကံကောင်းနေကြတယ်သို့သောကံဆိုတာဟိုကောင်းအောင်လုပ်မှကောင်းတယ်ပေါ့ဒါပြင်ကံကောင်းအောင်ဘယ်လိုလုပ်အောင်မလဲဆိုကံကဘယ်မှာရှိတာလဲဆိုတာမေးရကံဆိုတာစိတ်ထဲမှာပဲစိတ်စိတ်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာပဲရှိတယ်ဒါကြောင့်မို့လို့စိတ်ကောင်းအောင်လုပ်ရ စိတ်နေသဘောထားတွေမှန်ကန်ရမယ်ကောင်းမြတ်တဲ့စိတ်ဓာတ်တွေထားရမယ်အဲ့ဒီကောင်းမြတ်တဲ့စိတ်ဓာတ်တွေထားနိုင်မှကံကောင်းတယ်ဆိုတာနားနိုင်အတိတ်ကံတော့ပြောလို့တော့မရဘူးပေါ့အတိတ်တုန်းကကောင်းခဲ့ပြီးအခုမကောင်းတာလည်းရှိတယ်အတိတ်တုန်းကမကောင်းပေမဲ့အခုကောင်းနေတာရှိတယ်ပေါ့အဲ့တော့ဒီဘဝမှာကိုယ်ကကံကောင်းအောင်လုပ်ချင်ပြီဆိုလို့ရှိရင်တော့ကိုယ်စိတ်လေးကိုကိုယ်စစ်ဆေးပြီးတော့စိတ်ကောင်းနှလုံးကောင်းထားဖို့လိုအပ်တယ် တော့စိတ်ကောင်းနှလုံးကောင်းဆိုတာဘာပြောတာလဲလူဆိုတာပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံပြီးတော့နေကြနေကြတော့စိတ်ကောင်းနှလုံးကောင်းလို့ပြောလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကိုယ့်စိတ်ထဲမှာဒေါသဆိုတဲ့မုန်းတီးတဲ့စိတ်တွေရံညှိုးထားတဲ့စိတ်တွေမထားပဲနဲ့အဒေါသဆိုတဲ့ခွင့်လွတ်ခြင်းသီးခံခြင်း သူရဲ့အကျိုးစီးပွားကိုအများရဲ့အကျိုးစီးပွားကိုလိုလားခြင်းဆိုရက်မေတ္တာနှလုံးသားကိုကိုယ်စိတ်ထဲမှာတည်ဆောက်ထားဖို့လိုပါတယ်။သဗ္ဗိတ္တအဝိရာဟောတုလို့မေတ္တာပို့နေဖို့ပြောတာမဟုတ်ဘူး။စိတ်ကိုကအများပေါ်မှာကောင်းကျိုးလိုလားတဲ့စိတ်လေးမွေးရမယ်။ဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တယ်။ကိုမိသားစုအချိန်နေကောင်းစေခြင်းတယ်လို့ပတ်ဝန်းကျင်ဘယ်သူပဲဖြစ်ဖြစ်အလုံးကိုအချိန်နေကောင်းစေခြင်း အလုံးကြီးပွားကြပါစေချမ်းသာကြပါစေဆိုရဲစိတ်ရှိတယ်ဘယ်သူမှပျက်စီးပါစေဆိုရဲစိတ်မျိုးမထားဘူးစေဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်နောက်တစ်ခုကကိုလူတွေရဲ့အတိုင်းဝိုင်းထဲမှာအဆင်မပြေလို့ဒုက္ခရောက်နေတဲ့ပုံစံတွေရှိတယ်အဲ့ဒီအဆင်မပြေလို့ဒုက္ခရောက်နေတဲ့ပုံစံတွေကိုကိုယ်စိတ်ထဲမှာအော်အဆင်ပြေကြပါစေဆင်းရဲဒုက္ခလွတ်မြောက်ကြပါစေလို့ဒီလိုထားလို့ရှင်ဩဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တာ နောက်ကိုတိုင်းဝိုင်းထဲမှာအစဉ်ပြေပြီးတော့ជីវတ်တုတ်တက်နေတဲ့ပုံကိုရှိတယ်။အဲ့ဒီជីវတ်တုတ်တက်နေတဲ့ပုံကိုအစဉ်ပြေနေတဲ့ပုံကိုကိုစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုလို့ရှင်ဘလို့ဖြစ်တယ်ဆိုအပြစ်ပြောတတ်တယ်အပြစ်ပြောမိတတ်တယ်ជីវွားနေတာဘာကြောင့်ជីវွားတယ်ညကြောင့်ជីវွားတယ် ਨੇ အပြစ်မြင်တတ်တယ်လူမှာအဲ့ဒီလိုမဖြစ်ရဘူးជីវတ်တုတ်တက်နေတဲ့ပုံကိုကိုစိတ်တွေကဝမ်းသာနိုင်ရမယ် ဩရရှိထားတဲ့စီစဉ်ဥစ္စာတွေရာထုဌာဏတရတွေကမဆုံးရှုံးကြပါစေနဲ့ကြီးပွားတိုးတက်ကြပါစေဆိုဟောဒီစိတ်လေးထားရင်ဒါစိတ်ကောင်းနှလုံးကောင်းလို့ပြောတာ ਨੇ နောက်ဆုံးမှာအမတန်တည်ငြိမ်ပြီးတော့အစင်းမြင့်တဲ့စိတ်ကိုထားနိုင်အောင်ကြိုးစားမယ်ဆိုရင်ဘယ်လိုထားနိုင်အောင်ကြိုးစားရအောင်ဆိုတော့ဥပိ္ခာလို့ခေါ်တဲ့တတ္တဝါတွေအလုံးဟာကိုယ်ကံနဲ့ကိုလာကြတာကိုယ်ကံနဲ့ကိုလာတာ အဲ့ဒါကြောင့်မို့လို့တို့တွေကိုယ့်ကိုယ်ကိုကောင်းအောင်ကုသတရားတွေမြန်မြန်ရအောင်ကြိုးစားမယ်အလုံးဟာလေကိုယ်ကံနဲ့ကိုလာကြတာလို့စိတ်ထဲမှာထားပြီးတော့တပ္ပိတ္တကမ္မတကဆိုတာနှလုံးသွင်းဆင်ញင်ပြီးတော့ကိုယ်စိတ်လေးဟာတည်ငြိမ်အောင်ထားနိုင်မယ်ဆိုလို့ရှိရင်ဥပိ္ပခပြမဝေဟာဒါလည်းစိတ်ကောင်းနှလုံးကောင်းပဲအဲ့လိုစိတ်ကောင်းနှလုံးကောင်းလေးတွေထားတော့မယ်ဆိုလို့ရှိရင် ခုနပြောတဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာကုသိုလ်တရားတွေဖြစ်ပွားလာမှာပဲဖြစ်တယ်။ဒါကြောင့်မို့အခုဒါနာကောင်းမှုကိုအကြောင်းပြုပြီးတော့အဓိကဖြစ်တာအလောဘောဒါနာဟေတုလို့ဆိုတဲ့အတိုင်းအလောဘဆိုတာလောဘကိုဖယ်ရှားပြနိုင်တဲ့ကုသိုလ်ဆွမ်းအားတစ်မျိုး လောဘဆိုတဲ့အကုသိုလ်ကိုဖယ်ရှားနိုင်တဲ့အလောဘဆိုတဲ့ကုသိုလ်ထိုအလောဘနဲ့ရှင်တွဲလာတဲ့စေရနာဆွမ်းအား ဒါတွေဟာဒုသန္တမှာဖြစ်ပေါ်လာတဲ့ကုသကံတရားတွေပဲဒီကုသကံတရားတွေဟာပဟာယကမဏီယေသူအတံအာရယခိသတိလို့မြတ်စွာဘုရားဟောတဲ့အတိုင်းထားသွားရမယ့်အရာတွေထဲမှာကိုကိုယ်တိုင်ထာဝရပိုင်ဆိုင်ပြီးတော့ဘယ်ဘဝရောက်ရောက်ဒါတို့နဲ့အတူတကွပါနေမဲ့ကုသစွမ်းအားပဲလို့စိတ်ထဲမှာယုံကြည်ပြီးတော့ကိုလူရတဲ့ကုသကောင်းမှုနဲ့ပတ်သက်ပြီးတော့ အစင်သာဝရဝမ်းမြောက်နိုင်အောင်တတိဆောင်ပြီးတော့ကုသိုလ်တရားတွေဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း